ကျွန်တော်မြန်မာနိုင်ငံမှာအသုံးများနေတဲ့ 18K ကြီးဆိုတာ platinum တွေမဟုတ်ဘူးဆိုတော့ဘာရင်းလောက်ထား Hello အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်မြန်မာနိုင်ငံမှာအသုံးများတဲ့ 18K ဆိုတော့လူတွေကအမှန်မှားကြတာပေါ့နော် platinum လားဘာတက်ထူရင်းနဲ့စက်ထားရလဲဘာတွေပါလဲဆိုပြီးအမိပြဖြစ်ပါတယ်ဒါလို့ကျွန်တော်ပြောပြသွားဖြစ်ပါတယ်ခင်ဗျာပထမဆုံးချက်နိုင်ငံညာမှာပေါ့နော်ရွှေ100%ပါဝင်တာကို 24K လို့သတ်မှတ်တာဖြစ်ပြီးမှ K ရဲ့အဓိပ္ပာယ်က correct ကိုရည်ညွှန်းတာဖြစ်ပါတယ်ခင်ဗျာ 24K ကိုတရားခိုင်နှုန်းရွှေပါလို့သတ်မှတ်ထားတာဖြစ်တဲ့အတွက် 18K ဆိုတာက ရွှေ85ရာခိုင်နှုန်းပဲပါတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကိုတခြားအလွိုင်းတွေဖြစ်တဲ့ silver တို့ copper တို့ palladium တို့ ਨੇ အဲပေါင်းပြီးမှအဲ့လိုဒီလိုပေါ့နော်ကျွန်တော်တို့နိုင်ငံညာကဟိုလိုဒီအထည်တွေထုတ်ထားဖြစ်ပါတယ်အဲသူတို့ကအဲ့လိုပေါ့နော်ဟိုသူတို့ရှိမှရှိတဲ့ set တွေအစင်နှမ်းမြင့်တဲ့ဟိုင်းနဲ့ဆက်ဖြတ်တွေတုံးတာဖြစ်တဲ့တော့မြန်မာနိုင်ငံက set တွေကလိုက်လို့မမီပဲနိုင်ငံညာအထည်တွေကပိုလက်ပြီးပိုလနေဖြစ်ပါတယ်ခင်ဗျာဒုတိယအချက်ပေါ့နော် ဒီ18 key ကိုဘယ်လိုသိနိုင်လဲဆိုရင်ဒီဆွဲကြိုးတွေအများစုမှာအကုန်ပါတယ်ပေါ့နော်အနောက်မှာတစ်ကြိမ်မှာအမြင်နဲ့ပါတယ်ပေါ့အကုန်ကြည့်ကြည့်လိုက်ပါပေါ့ AU 950လို့ရေးထားပါတယ် AU ဆိုတာကကျွန်တော်တို့ရွှေကိုတို့ဓာတ်ပစ္စည်းခုံတက်လီရဆို AU လို့ခေါ်တာဖြစ်ပြီးမှ 950ဆိုတာကတော့80ဆိုင်လို့ပါတဲ့ရွှေကိုပြောတာဖြစ်ပါတယ်ခင်ဗျာတတိယချက်ကပေါ့နော်ကျွန်တော်တို့ဒီ platinum ဆိုရင်ဒီဓာတ်တော့ white gold လို့ခေါ်တာပေါ့နော် white gold ကိုဘယ်လိုလုပ်လဲဆိုရင်သူကရွှေ850ရာခိုင်နှုန်းကိုအလွားတွေဖြစ်တဲ့ silver ရယ် palladium မျိုးသုံးတာဖြစ်ပါတယ် palladium ဆိုတာ silver ကိုပို့ပြီးမှအစင်နဲ့မြင့်နေတာဖြစ်ပြီးမှအဖြူရောင်ကိုပို့ခံတယ်ပို့ပြီးလက်တယ်ပို့ပြီးတောက်တဲ့အရောင်ရှိတာပေါ့နော်အဲ့ဒါကိုအဲ့အလွားကိုသုံးတာဖြစ်ပါတယ်ခင်ဗျာ ရိုးစကိုးတွေကဘလို့ဖြစ်လာလဲဆိုရင်ရိုးစကိုးဆိုတာကကောပါရယ်ဆယ်ဗာရယ်ပလေဒီယမ်ရယ်ရွှေရယ်ကိုသုံးမျိုးဆက်တာဖြစ်ပါတယ်ခင်ဗျာအမှားသူကကောပါကအနီအောင်ထွက်ပြီးမှပလေဒီယမ်ကအဖြူအောင်လေးနဲ့ထိမိမှာအဲ့လိုအဲ့လိုမျိုးပေါ့နော် rose gold ရောင်လေးထွက်အောင်လုပ်ထားတာဖြစ်ပါတယ်ခင်ဗျအဲ့ဒါကြောင့်မို့ 18k တွေမှာ rose gold white gold yellow gold ဆိုပြီးလို့အများကြီးရှိနေတာဖြစ်ပါတယ်ခင်ဗျအဲ့ဒါတွေဘလို့သိနိုင်လဲဆိုရင် 18k ဟုတ်မို့ဆိုရင်ဒီဆွဲကြွေးရဲ့အချိန်မှကြည့်တယ်ပေါ့နော် AU 950ဆို85ရောင်လုံးရွှေပါတာဖြစ်ပြီးမှအဲ့ဒါ 18k ဖြစ်ပါတယ်ခင်ဗျ တချို့အထည်ဒီမှာတော့ AU585 လို့ရေးထားပြီးမှအဲ့ဒါတွေကတော့ 14K ဖြစ်ပါတယ် 18K တက်ပို့ပြီးတဆင့်နေနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ညောင်နေကမှာအသုံးများတဲ့ 18K ဆိုတော့ကတော့တချို့က platinum ကြီးလာတချို့က battery တုံးထားလဲဘာတွေလဲလို့သိကျင်နေတဲ့သူတွေအတွက်ဒီနေ့ပြပြပြလေးဖြစ်ပါတယ်ခင်ဗျာနောက်တစ်ပတ်လဲကျွန်တော်ဒီတက်ကောင်းတဲ့ကွန်လန်းတွေနဲ့ပြန်လာခဲ့ပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ